အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကောင်းစင်လေး၃ခုနဲ့ဝင်များပြီးတော့မှာပါပထမဆုံးကောင်းစင်လေးကတော့ပျော်တယ်ဆိုတဲ့ပြဿနာဒုတိယကောင်းစင်လေးကတော့အာမနာတတဲ့ဘန်နာဆိုတဲ့ကောင်းစင်လေးနဲ့နောက်ဆုံးကောင်းစင်လေးကတော့ပျော်ရွှင်ခြင်းဆိုတာအခက်ခဲတွေကိုဖြေရှင်းလိုက်မှ ရောက်လာတာဆိုတဲ့ကောင်းစင်လေး၃ခုနဲ့ဆွေးနွေးချင်ပါတယ်ဗီဒီယိုလေးမစခင်မှာကျမတို့ရဲ့ Mind Gallery YouTube Channel လေးရ စီပိုင်းဆိုင်ရာပြုထောင်ခြင်းနဲ့ပတ်သက်ပြီးတော့အကြောင်းအရာလေးတွေကိုဝေမျှပေးနေတဲ့ channel လေးဖြစ်ပါတယ်။ဒီ channel လေးကိုကြိုက်တယ်ဆိုရင်တော့ like subscribe share ခြင်းဖြင့်အားပေးလို့ရပါတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်။ပထမဆုံးခေါင်းစဉ်လေးကတော့ပျော်တယ်ဆိုတဲ့ပြဿနာဆိုတဲ့ခေါင်းစဉ်လေးပါ။ခေါင်းစဉ်လေးကတော့ပျော်တယ်ဆိုတဲ့ပြဿနာဆိုတဲ့ခေါင်းစဉ်လေးရဲ့အောက်မှာတော့ပုံမြင်လေးတစ်ပုံနဲ့တင်ဆက်ပေးပါမယ်။ ဟိုအရင်နှစ်ပေါင်း2500လောက်တုန်းကပေါ့နော်ဟီမိုတောင်တောင်တန်းနေကြားမှာရှိတဲ့ဒိုင်းပြည်တစ်ခုမှာဘီရင်ကြီးတစ်ပါးရှိခဲ့တယ်။သူ့ရဲ့မိဖုရားကတာဦးမင်းလောင်မင်းလျာလေးမွေးကနေအချိန်မှာပေါ့။အဲမင်းနာလီမွေးရင်ကလေးကဘီရင်ကြီးကဆုံးဖြတ်ပြီးတာပါ။သူသားတော်ဟာတသက်လုံးဒုက္ခဆင်းရဲဆိုတာကိုလုံးဝမကြုံစေရဘူး။လိုအပ်သမျှအရာရာအကုန်ပြည့်ပြည့်စုံရမယ်ဆိုပြီးတော့သူစဉ်းစားထားပါပေါ့နော်။နန်းတော်တကူကလည်းမင်းသားလေးထွက်လို့မရအောင်တတိုင်းနေကြလိုက်တယ်။ မင်းသားလေးကိုလည်းလိုလေသေးမရှိအောင်ပြည်စုံအောင်အချွေရန်ပေါင်းစုံနဲ့ထားထားပါလေဒီလိုနဲ့ပဲလူဘဝရဲ့တန်ရာတွေကိုမသိပဲမင်းသားလေးရဲ့ကလေးဘဝတပြေဖြေးနဲ့ကုန်ဆုံးလာရတာပေါ့ကလေးဘဝတစ်ချောင်းလုံးလိုလေသေးမရှိနေရပါမယ်မင်းသားလေးကတန်တန်နဲ့ကြီးလာတဲ့အခါမှာတော့တော်တော်ခါသေးတဲ့လူတယောက်ဖြစ်လာခဲ့ပေါ့နော်ဘလောက်ပဲပြည်စုံပါစေမကြည်ချမ်းနိုင်ပါဘူးဒီလိုနဲ့ပဲအရာရာကိုတိတ်ပဲမရှိအနှစ်သာမရှိပဲနေလာခဲ့ရတာကြတော့ ဘာလို့လဲဆိုတဲ့အကြောင်းအရာကိုသူစဉ်းစားလာပါတယ်။တ냐ကြတော့မင်းသားလေးရဲ့တတိုင်းအပြင်ကိုခိုထွက်ပါလေရော။အပြင်မှာလဲဒီဘာလို့ဒီထက်စိတ်လုံစားဆရာကြီးရှိမလဲ။သူအစီကံတရားကိုကိုညီနဲ့ရွာထဲကိုထွက်ကြည့်လိုက်တယ်။အဲ့ဒီအဲ့ဒီအချိန်မှာရွာထဲမှာတော့ညင်ရလာပြီးမင်းသားလေးတိတ်တလန့်ဖြစ်သွားတယ်ပေါ့နော်။ဘဝမှာပထမဆုံးဒုက္ခဆင်းရဲဆိုတာကိုသူတွေ့လိုက်ရတယ်။နာကျင်အော်ဟစ်နေတဲ့လူတွေ အိုမင်းရွတ်ရနေတဲ့သူတွေနေစရာမရှိငှက်နေတဲ့သူတွေဖြားနာနေတဲ့သူတွေတေခါနေဖြစ်နေတဲ့သူတွေကိုတွေ့ရတယ်။အဲ့ဒီချိန်မှာပဲမင်းသားလေးကနန်းတော်လေးကိုပြန်ရောက်တဲ့ချိန်မှာကိုကိုကိုဝေခွဲမရဖြစ်လာပါတယ်။သူမြင်ခဲ့ရတာတွေကိုဘယ်လိုလက်ခံရမလဲဆိုတာမသိဘူးဖြစ်နေတာပေါ့နော်။စိတ်သက်တွေကြာပြီးမြင်မြင်သမျှကိုပြဿနာဆာရှာပါတော့တယ်။လူငယ်ပြီပြီနောက်ဆုံးမှာတော့ငါဒီလူနေရငါအဖေကြောက်မယ်ဆိုပြီး သူတောက်ရှက်ချလိုက်တယ်။ဒီလိုရှမ်းသာကြွယ်ဝမှုတွေစီးစိမ်တွေကြောင့်ဒီလိုဖြစ်တာဆိုပြီးသတ်မှတ်လိုက်ပါတယ်။နောက်ဆုံးမှာတော့မင်းသားလေးကနန်းတော်ရဲ့ထွက်ဖို့သူဆုံးဖြတ်လိုက်ပါတယ်။မင်းသားလေးဟာတကယ်အဖေတူသားတယောက်ဖြစ်တယ်ပေါ့နော်။သူ့မှာလည်းအကြံကြီးတစ်ခုရှိရင်ငါဒီတိုင်းတော့ ထော်မပြေဘူးငါမှရှိတဲ့စီးစင်တွေကုန်ပုတ်တွေအကုန်လွတ်ပြီးပြီးရောလမ်းဘေးမှာဖြစ်တယ်လို့နေကြည့်မယ်ပေါ့နော်အငဲခံမယ်မရှိရင်လည်းတောင်းစားမယ်ဆိုပြီးဒီလိုစိတ်နဲ့ထွက်လာခဲ့ပေါ့နော်နောက်တညတော့မင်းသားလေးရဲ့နန်းတော်လေးကနေထွက်ပြေးလာပြီအဲဘယ်တော့မှသူမပြန်ဘူးလို့လည်းသူဆုံးဖြတ်ထားတယ်ဒီလိုနဲ့ပဲ၄နှစ်လုံးလုံးလမ်းဘေးမှာအလေလွင်လိုက်နေပြီးရောလူအလွာဟိုးအောင်ဆုံးထိဆင်းပြီးရောဒုက္ခတွေသူခံလိုက်တယ်သူထင်ထားတယ်လို့ပါပဲ ကြီးလိုက်တဲ့ဒုက္ခသိမလို့တော့သူဖြစ်ခဲ့ရပါလေတခါတလေတရက်လုံးနေမှသူဘဲတစည်းလောက်ပဲစားရတဲ့နေ့တွေထီအောင်ရှိကြပါလေအဲနောက်ထပ်နှစ်အနည်းငယ်ထပ်ကြာသွားတယ်တနည်းနှစ်နှစ်ထပ်ကြာဘာမှမဖြစ်လာဘူးအဲ့ဒီအချိန်မှာမင်းသားလေးရဲ့တခုခုကိုသဘောပေါက်စားပြူလာပါလေဒုက္ခဆင်းရဲဆိုတာတကယ်ဆိုးပါလားဗောနောငါတိကျင်နေအတိညာဉ်တွေလည်းဘာမှရမလာဘူးနည်းနည်းတဲ့ပြေဝတဲ့နားလည်မှုတွေလည်း ရောက်မလာဘူးဆိုတော့သူစဉ်းစားမိသွားအောင်เนาะအခြားသူတွေအားလုံးသိတဲ့အရာကိုမင်းသားလေးအဲ့ဒီကြောင့်မှတည်သွားတယ်ဒုက္ခဆင်းရဲဆိုတာတကယ်ဆိုးရဲဟာကြီးပါလားဆိုတာကိုဘာမှလည်းနဲ့နေတိတ်ပဲပြေဝတဲ့အရာမဟုတ်ပါလားအေးချမ်းနဲ့ကြွယ်ဝတယ်လို့ပဲဆင်းရဲတာလည်းတူတူပဲအတိတ်ပဲမရှိပဲဆင်းရဲဆန်းဟေးဆိုပြီးတော့သူပြောလိုက်ပါလေဒီလိုနေမဲ့သူဒီလိုလုံနေတာလေရက်လိုက်မယ်ဆိုပြီးသဘောပေါက်သွားပါလား စိတ်တွေတော့ရှုပ်သွားတဲ့မင်းသားလေးဟာအဲဒီတော့သူ့ကိုသူစေချောတန့်စင်ပြီးမြေကမ်းပေးရတဲ့ပင်ကြီးတမင်အောက်ကိုသွားခဲ့တယ်။ဒီပင်အောက်မှာတော့ငါထိုင်မယ်စဉ်းစားမယ်ငါလိုချင်တဲ့အဖြစ်မရမရှင်းငါမထားဘူးဆိုပြီးသူဆုံးဖြတ်လိုက်တယ်49ရက်တိတိမင်းသားလေးအဲ့ဒီတစ်ပင်အောင်မှာပဲမလုံမရှက်ထိုင်ပြီးသူစဉ်းစားခဲ့တယ်။အဲ့ဒီမှာနားလေမှုညံတွေတော်တော်များများရှိသွားတယ်။အဲအဲ့ဒီ တွေးတဲ့ကတခါကဘဝဆိုတာကဒုက္ခတမျိုးရှမ်းတာတဲ့သူကလည်းရှမ်းတာလို့ဒုက္ခတွေ့ရတယ်လို့ဆင်းရဲတဲ့သူကလည်းဆင်းရဲလို့ဒုက္ခရောက်တယ်မိသားစုရှိသူကလည်းမိသားစုရှိလို့ဒုက္ခတွေရှိတယ်လို့ပေါ့နော်တကောင်ကျွတ်တယောက်ကလည်းတယောက်ထဲမှဒုက္ခတွေရှိတယ်ပေါ့နော်တာယာမှုတွေနောက်လိုက်ရတဲ့သူတွေကလည်းတာယာမှုတွေကိုတတ်မဲ့လို့ဒုက္ခဆင်းရဲရောက်နေတယ်လို့တာယာမှုတွေကိုရှောင်ရှားတဲ့သူတွေကလည်းဒါတွေမရှိလို့ဒုက္ခရောက်ပြန်ရော ဒုက္ခဆင်းရဲမှန်သမျှအတူတူပဲလို့ပြောတာမဟုတ်ပါဘူးเนาะတရှုဒုက္ခတွေကလည်းနည်းနည်းပုံသက်တာလို့ရှိတာပေါ့ဒါပေမဲ့အားလုံးကဘဝဆိုတဲ့တန်ကိုတော့ခံရတာအမှန်ပါပဲနှစ်တော်ကြာတဲ့ခါမှာမင်းသားလေးကသူတွေ့ရှိတဲ့အတွေ့အခေါ်တွေကိုအားလုံးနဲ့မျှဝေတင်ကြားပေးခဲ့တယ် အဲ့ဒီအတွေးခေါ်တွေတွေကအဓိကအကြဆုံးတစ်ခုကတော့ဒုက္ခဆင်းရဲဆုံးချုံမှုဆိုတာရှောင်လို့မရဘူးအဲ့ဒီအရာတွေစီကနေပြီးတော့ထွက်ပြေးဖို့ကြိုးစားနေတာကိုရက်ကြဆိုတဲ့အတွေးခေါ်ပဲဖြစ်ပါတယ်ဒီမင်းသားလေးကတခြားသူမဟုတ်ပါဘူးဗုဒ္ဓဘုရားရှင်ကိုယ်တိုင်ပါပဲကျွန်တော်ရဲ့ခံယူချက်အယူအဆတော်တော်များများမှာတော့စွဲနေတဲ့အစွဲတစ်ခုရှိရပါတော့ပျော်ရွှင်ခြင်းဆိုတာ နီးနဲ့စနစ်နဲ့ဖန်နီးယူလို့ရတယ်ဆိုတဲ့အစွဲရယ်အချို့ဆိုလဲစီးချောင်းဝင်ကွင်းရအောင်ကြိုးစားတယ်လို့ခက်ခက်ခဲခဲနဲ့လီကိုရုပ်တစ်ခုကိုပြီးအောင်ဆက်ရတယ်လို့လမ်းညွန်လက်ဆွဲနဲ့လိုက်နာလုပ်ယူလို့ရတယ်လို့လည်းထင်ကြတယ်ပေါ့နော်ဥပမာဆိုရင် h ကိုရအောင်လုပ်ရင်တော့ငါပြောမယ် y နဲ့တူအောင်လိုက်နေရင်တော့ငါပြောမယ်ဇက်လိုလိုမျိုးဖြစ်မှာငါပြောမယ်စတဲ့ဖြင့် ကြောင်းရာလေးတွေပေါ့နော်တရားစွဲကမှတကယ်ပြဿနာအစစ်ပျော်ရွှင်မှုဆိုတာအဖြေထုတ်လို့ရတဲ့ပြဿနာတစ်ခုတသက်မဟုတ်ပါဘူးမကျေနပ်ချက်တွေခက်ခဲမှုတွေဆိုတာလူဘဝရဲ့မရှိမဖြစ် အစိပ်ပိုင်းတွေပဲဖြစ်ပါတယ်တည်ငြိမ်တဲ့ပျော်ရွှင်မှု အစစ်ကိုရဖို့ခက်ခဲခြင်းတွေဆိုတာရှိလို့ရှိမှဖြစ်မယ်ဒီတွေးခေါ်ရရနေပြီးတော့ဒီပုံမြင်လေးရရရှိတဲ့အကြံဉာဏ်လေးတွေကိုကျမတို့ဉာဏ်မီတလောက်ပြောပြပေးတော့ပါဖြစ်ပါတယ် ဒုတိယခေါင်းစဉ်လေးကတော့အာမနာတတဲ့ဘန်နာဆိုတဲ့ခေါင်းစဉ်လေးကိုစတင်စားပေးမှာပါအဲအခုခေတ်စားနေတဲ့စူပါဟီးရိုးတွေလိုဟီးရိုးတကောင်လောက်သာဖန်တီးခွင့်ရရင်တော့ကျမတို့ဖန်တီးချင်တာကအာမနာတတဲ့ဘန်နာတကောင်ပါပဲဟိုကတုတ်တုတ်အင်ကြီးတတိလေးတစ်ထည်နဲ့မျက်လုံးမှာအမဲကွင်းနှစ်ကွင်းနဲ့ပေါ့ သူမှာမဟာအစွမ်းနေရတော့သူ့ရဲ့အနာမှာသူတို့မကြားချင်းဆုံးအမှန်တရားတွေကိုအာမနာရှာမကြိုးတော်တော်ပြောတဲ့အစွမ်းပဲဖြစ်ရပေါ့နော်အဲသူကတအိမ်ဝင်တအိမ်ထွက်တခါခောက်ခောက်ပြီးပြောတယ်ဟာအကိုပတ်စံရချာတော်တယ်နော်တော်တော်စိတ်ချမ်းသာမှာပဲဒါပေမဲ့အကိုကလေးတွေကတော့အကိုကိုရှင်းမှာမဟုတ်ဘူးအဲဒါနဲ့အမပြောပြောနေတဲ့တငယ်ချင်းခင်မင်မှုဆိုတာတကယ်တမ်းကြာတော့လူတွေအထင်ကြီးအောင်အတင်းလုံနေတာချင်းတော့ဆိုပြီးသူအားရပါရအာမနာတယ်ပြောပြီး တိမ်တစင်းရှောက်ပြောတယ်ပေါ့နော်အာတော်တော်တော့ပြောဖို့ကောင်းမယ်စိတ်ညစ်ဖို့လည်းကောင်းပါတော့စစ်ခနဲ့စစ်ခနဲ့နာမယ်အမှန်တရားဆိုတော့တော်တော်နာတဲ့စူတချောင်းပဲဖြစ်တယ်ပေါ့အာမနာတတဲ့ပန္နာကကျွန်တော်တို့လုံးဝမလို့ခြင်းပေမဲ့တကယ်လို့လိုအပ်နေတဲ့သူရဲ့ကောင်းကြီးတစ်ခုပါကျွန်တော်တို့အားလုံးတက် တမတ်တမောစူးစမ်းသုံးနေတဲ့အစီအစဉ်တွေကိုစာထိုးပေးမယ်တသက်လို့အတည်ရတယ်လို့ပါပဲကျွန်တော်တို့ကိုပိုးစိုးပတ်စံအာမနာတိုင်းပြောပြီးတော့တစားစီဖြစ်အောင်လုပ်တယ်ပိုပြီးခံနိုင်ရှိလားအောင်မောင်းပေးမဲ့သူနောက်ဆုံးခက်မှာတော့မင်းသားတည်သွားတဲ့ရုပ်ရှင်တွေရဲ့လို့ပေါ့နားလဲနာကောင်းလဲကောင်းကျွန်တော်လဲပန်တာမျက်နှာဖုံးစွပြီးတော့ခမားတို့ကိုခါတူတူအမှန်တရားတွေကိုပြောပြစီလူသားတွေအတွက်ဒုက္ခဆင်းရဲစွာအင်မတန်အသုံးဝင်ပါတယ် ြောင်းလဲဖို့အတွက်သဘာဝကပေးရစီတစ်ခွက်ပါပဲပေါ့လူတွေပြောင်းလဲလာတာအဆင်မပြေမှုတွေမကျင်တဲ့ချက်တွေကြောင့်ဘာလို့လဲဆိုတော့အဆင်မပြေလို့မကျင်တဲ့လို့ဒုက္ခရောက်လို့အလုံးလုံးတဲ့ဒူလောက်ဒီထွင်နိုင်စမ်းရှင်တန်နိုင်စွမ်းนี่ဘယ်သူမှမကောင်းနိုင်ဘူးเนาะလူဆိုတာရှိတာကိုမတင်းတိမ်နဲ့မရှိတာကိုတတ်မှတ်ဖို့တဘာဝကြီးကိုဖန်ဆင်းပေးထားတာပေါ့เนาะဒီမယောင်ရဲတဲ့စိတ်ကြောင့်ပဲကျွန်တော်တို့လူသားတွေကပ္ပကို ဒုက္ခဆင်းရဲတွေပေးနေတာပေါ့နော်ကျွန်တော်တို့ကိုခန္ဓာဆိုရင်လေနားတော့မှတကယ်အသက်ဝင်လာတာပေါ့ရှည်မထီခင်တိုင်ကုန်ရှည်တော့နဲ့တိုက်မိတာကကြီးပေါ့နော်ငြေတံပအောင်ဟောတယ်အသက်မရှိတဲ့ခုံကိုယ်တော်ဒီတောင်စားဖင်နိုင်ကုန်ဆိုပြီးတော့ဆဲကြတဲ့လူတွေရှိရောနော်ဘလောက်ဒီခုံကိုဒီနားမှာလာထားလဲဆိုပြီးတော့အပြစ်တင်တယ်ဒါပေမဲ့တေချာဆဲစားကြည့်ရင်တော့ဒီလိုနာတယ်ဆိုတာအကြောင်းရှိလို့နာတာပါ ကျွန်တော်တို့အာယုံကြိုးတွေကနားရဲဟိဆိုပြီးတော့လမ်းတတိပေးနေရပါဘာတွေလုပ်ရင်တော့နားမယ်ဘာကိုရှောင်ရင်တော့မနာဘူးဆိုပြီးတတိပေးနေရဖြစ်ပါတယ်နောက်ကိုထပ်မဖြစ်အောင်လမ်းရှောင်ရင်တတိထားရှောက်တောင်းတင်ပေးနေရကြောင့်လည်းဖြစ်ပါတယ်ဘယ်သူမှအနာမခံခြင်းမမဲ့နာကျင်မှုဟာတိတ်အသွုံးဝင်ပါတယ်ငငယ်တုန်းကလေးကရှောင်ရမယ့်အရာတွေကိုတတိထားတက်အောင်တင်ပေးခဲ့တာလေဒီနာကျင်မှုပါပဲ မီးဆိုတာကကင်ကျင်ပုံမှန်တည်ရပလက်ပေါက်ထဲလက်ထိုးရင်ဘာဖြစ်မလဲဆိုတာလဲကျွန်တော်အားလုံးသိရပေါ့နာမခံဘူးဟိဆိုပြီးတော့ကိုကိုကိုတတိပေးထားရင်တော့တမျိုးပါပေါ့နော်။နာကျင်မှုဆိုတာကိုခန္ဓာမှာပဲရှိရတော့မဟုတ်ပါဘူး။လူဆိုတာစိတ်ပိုင်းဆိုင်ရာလဲနာကျင်တတ်တာပါပဲ။သူတေသနာရှာဖွေတွေ့ကြည့်ချက်တွေရဆိုရင်လူတွေဟာတခါတလေစိတ်ပိုင်းဆိုင်ရာနာကျင်မှုနဲ့ကိုခန္ဓာပိုင်းဆိုင်ရာနာကျင်မှုဆိုပြီးခွဲတာမခွဲတတ်ပါဘူး။ကျွန်တော်တို့အရင် စိတ်ထဲမှာနာကျင်နေဆိုတာတခုခုအစင်မပြေဖြစ်သွားလို့အန်ရှော်သွားလို့ခံနိုင်မရှိတော့လို့ဖြစ်တာပေါ့နော်အသားနာတယ်လို့ပဲစိတ်နာကျင်းတွေဟာလည်းတစ်ခါတလေလိုအပ်ပါတယ်အရှုအရှိန်တွေမှာဆိုရင်စိတ်ချမ်းမာရေးဖြစ်တော့တယ်လို့ကြာရှုံးမှုတွေအမုန်းခဲရတာတွေပေးတဲ့စိတ်နာဆိုတာအဲနောက်ကဒါမျိုးထပ်မဖြစ်အောင်လေ့ကျင့်ပေးနေတာတွေပါပဲဒီတော့စိတ်ညစ်စရာတွေကိုပတ်ပြေးနေတဲ့ဒီနေ့လူအတိုင်းဝိုင်းဟာ သိအနေများပါတယ်။ဘဝရဲ့အဖို့အထစ်တွေကိုမသိချင်အောင်စောင့်နေကြတာကိုယ့်အတွက်တကယ်လိုအပ်တဲ့သင်ငန်းစာတွေမရတော့ဘူးဆိုပြီးအစစ်မှန်တွေကိုတဖြည်းဖြည်းဝေးလာကြပါတယ်။ပျော်ရွှင်စွာတတ်သက်ဆုံးနေထိုင်သွားကြလေသတိဆိုတာမျိုးကိုတော့လူတိုင်းဖြစ်ရှင်နေပေါ့ဒါပေမဲ့ဒီကဘာမှာအမြဲပြဿနာတွေအပြည့်ပါပဲဆုံးကိုမဆုံးနိုင်တော့ဘူးဆိုတော့လည်းစောစောကပြောတယ်ပန်တာဝဝင်ရဲ့အရက်တောက်တုံးကသူကျွန်တော်ကိုပြောပြပေးမနော် ခက်ခဲဆိုတာဘယ်တော့မှအပီတိုင်းပြောင်းမသွားပါဘူး။အဲပိုကောင်းတဲ့အခက်ခဲတွေအဖြစ် ပြောင်းသွားတာပဲရှိတယ်။တထီးကြီးတွေမှာဆိုရင်ပတ်စံပြဒနာတွေရှိတယ်လို့လမ်းဘေးကတလောင်းစားမှလည်းပတ်စံပြဒနာဆိုတာရှိရဲ့။ ဘဝဆိုတာဒါပဲပေါ့နော်ဘဝဆိုတာမဆုံးနိုင်တဲ့အခက်ခဲတွေဆက်ထားတော့ဒီကောင်ပြဿနာဆိုတာဖြေရှင်းလိုက်ရင်နောက်တစ်ခုလာမှာပဲဆိုပြီးသူရက်တောက်ရင်းနဲ့ကျွန်တော်ကိုပြောပြခဲ့ပါတယ်အခက်ခဲကင်းတဲ့ဘဝကိုမမျှော်လင့်နဲ့မရှိဘူးပိုကောင်းတဲ့အခက်ခဲတွေများများရှိတယ်ဘဝဖြစ်လာအောင်လုပ်ပါဆိုပြီးတော့ဘဏဝဝအရက်ခွက်ကိုစပွဲပေါ်မှာအသာချအထုတ်လေးဆောင်ပြီးတော့ထွက်သွားခဲ့ပါတယ် ။နောက်ဆုံးကောင်းစဉ်လေးကတော့ပျော်ရွှင်ခြင်းဆိုတာအခက်ခဲတွေကိုဖြေရှင်းလိုက်မှရောက်လာတာဆိုတဲ့ကောင်းစဉ်လေးပါ။ဘဝမှာပြဿနာအခက်ခဲဆိုတာပုံမှန်ဖြစ်နေတယ်ရာရီပဲနော်ဥပမာကျမရဲ့ပြဿနာကိုရှင်းကျင်လို့အားကစားလုပ်ဖို့ကြိုးစားတယ်နောက်ဆက်တွဲအခက်အခဲတွေပေါ်လာတယ်မင်းဆောဆောထားရမယ့်ပြဿနာရွှေကြတဲ့ပြဿနာကစားရမယ့်ပြဿနာကစားပြီးရုံးမသွားခင်ရေးမြန်ရှိုးရမယ့်ပြဿနာစတဲ့အိမ်အောင်ရေးမှလည်းအတူတူ romantic dinner လေးမဆိုင်ရကြဘူးတစ်ခေါက်လောက်တွားရအောင်ဆိုပြီးစီစဉ်တယ်။အဲ့ဒီခါကျတော့လေ dinner ကောင်းကောင်းစားဖို့ပတ်စံကိုမပြေနာအရင်လိုရှိသေးရဲ့လားဆိုပြီးတော့အမိခံရတဲ့ပြဿနာပေါ့နော်။အိမ်ပြန်ရောက်တော့လေအရင်လိုအားရပါရဆင်းလို့ကိုလို့အေးစစနားနေလိုက်လားဆိုလို့အလုပ်တွေရှိတဲ့အတွက်မနားနိုင်ဘူးနော်။ဒုက္ခပြဿနာအခက်ခဲဆိုရတော့ဘယ်တော့မှရက်မသွားပါဘူး။ပုံစံပြောင်းသွားတာကိုပုံဆင်းမြင့်သွားတာ ပိုကောင်းလာပဲရှိတယ်ဗောနော် ပြရှင်မှုဆိုတာလည်းအခက်ခဲတွေကိုဖြေရှင်းလိုက်မှရောက်လာမှာဖြစ်တယ်ဖြေရှင်းဆိုတဲ့ဖြေရှင်းတဲ့ဆိုတဲ့စကားတိုက်တော့အရေးကြီးဗောဒုက္ခအခက်ခဲတွေကိုဖြေရှင်းမင်းနဲ့ထားတာဘာအခက်ခဲမှမရှိဘူးဆိုပြီးတော့ကိုယ့်ကိုယ်ကိုညာထားတယ်ဗောတောကတွေလောင်စာကျွေးနေတယ်လို့ပဲဖြေရှင်းလို့မရတဲ့ပြဿနာတွေညာလိုက်တာဆိုပြီးတော့ ဘာမှမလုပ်ဘဲထိုင်ပြီးခံစားနေရင်လေစိတ်ဆင်းရဲရမယ်ပေါ့နော်ဒီတော့တကယ်နီလန်းအမှန်ကတော့အခက်ခဲတွေကိုဖြေရှင်းဖို့ပဲဖြစ်တယ်အခက်ခဲကင်းတဲ့ဘဝအောင်မှာတည်ဆောက်ဖို့မဟုတ်ဘူးပါဒီတော့ပျော်ရွှင်ဖို့အတွက်ပြဿနာတစ်ခုကိုဖြေရှင်းဖို့လိုလာပါပြီ။အဲဒါကြောင့်ပျော်ရွှင်ခြင်းဆိုတာစက်တိုက်လုပ်ရမယ့်အလုပ်တစ်ခုပဲဖြစ်တယ်။ကုသိုလ်ကံကောင်းနေလို့အလကားနေပြောနေမှာတော့မဟုတ်ပါဘူး။ပျော်ရွှင်သည့်စာအုပ်တွေဖတ်ပြီးတော့လဲပြောတယ်ဟိ ငါဒီနေ့ပျော်တယ်ဆိုပြီးပြောလိုက်အောင်နဲ့ရသွားမယ်အရာမဟုတ်ပါဘူးနော်ပတ်စံတွေပုံရှံပြီးအင်ကြီးကြီးထက်ဆောက်လိုက်လို့လည်းရမှာမဟုတ်ဘူးကို့အတွက်အစင်တင်လေးပြောင်းလူတွေကလက်ဆောင်ပေးရင်အရာလည်းမဟုတ်ဘူးနော်ပျော်ရွှင်ခြင်းဆိုတာကအမြဲတမ်းပုံမှန်လုပ်သွားရမယ့်အရာမျိုးဖြစ်တယ်အခက်ခဲတွေကိုကိုကဖြေရှင်းလိုက်မှပျော်ရွှင်မှုရမှာဖြစ်တဲ့အတွက်တကယ်ပျော်ရွှင်ခြင်းမှန်မှန်ဖြည့်ရှင်းသွားရမယ်အခက်အခဲတွေကိုကြိုဆိုရမယ် ဒီနေ့ဖြစ်ရှင်းလိုက်တဲ့ပြဿနာတွေကမနှပြန်အတွက်အခက်ခဲတွေထပ်ဖြစ်လာရင် ဖြစ်လာမယ်စစ်မှန်တဲ့ပြောရှင်မှုဆိုရလဲကိုတကယ်စိတ်ပါလက်ပါဖြည့်ချင်းခြင်းတဲ့အခက်ခဲတွေကိုတွေ့သွားမှာမို့နော်တခါတလေတွေ့ရတဲ့အခက်ခဲတွေကတော့ရိုးရိုးလေးဖြစ်ရင်ဖြစ်မယ်ဘာအခက်ခဲတွေပဲဖြစ်ဖြစ်ပုံစံကတော့အတူတူပါပဲမို့နော်ပြေလဲအောင်ဖြည့်ရှင်းနိုင်ရင်ပြောရမယ်ဒါပေမဲ့လူတော်တော်များများကဒီလိုရိုးရိုးမတွေ့ကြဘူးဘာလို့လဲဆိုတော့သူတို့မှာပြဿနာရိုးရိုးလေးတွေကိုရှုပ်အောင် လောက်တတ်တဲ့အကျင့်ဆိုးနှစ်ခုရှိရပါတော့အဲနံပါတ်1အချက်ကတော့လက်မခံနိုင်တာလူတော်တော်များများကိုယ်မှာခက်ခဲတွေရှိနေတာကိုလက်ကိုမခံဘူးတော့အားလုံးတာယာဖြောင်ပြူးနေရဆိုပြီးကိုယ့်ကိုယ်ကိုပြန်ညာတတ်တဲ့အကျင့်ရှိရပါတော့ခဏတာတော့အဆင်ပြေပေမဲ့ကြာလာတဲ့အချိန်မှာကြောက်စိတ်စိုးရင်စိတ်စိတ်ဖူးစည်းမှုတွေကလိုက်လာတာပဲပေါ့နော်နံပါတ်1အချက်ကတော့အပြစ်တင်တာရှိုးကတော့ တို့ရဲ့ပြဿနာတွေဘယ်လိုမှဖြေရှင်းလို့မရတော့ပါဘူးဆိုပြီးတော့စိတ်လျှော့ထားကြတယ်ရှင်းလို့ရတဲ့ပြဿနာတွေကိုလည်းတမင်မရှင်းဘူးတခြားသူတွေကိုလည်းအပြစ်တင်မယ်ကံကြမ္မာကိုလည်းအပြစ်တင်မယ်တလောကလုံးကိုလည်းအပြစ်တင်မယ်ဒါလည်းခဏတာတော်တော်မသိတာပဲမယ်ကြာလာတော့ဒေါသမောဟပူလောင်မှုတွေရဲ့အထီးကျန်လာတာပါကိုပြဿနာကိုလက်မခံတာအာအပြစ်တင်လွှဲရှာတာတွေများနေတာဘာမှမဆန်ပါဘူးเนาะ ခဏတာဖြည့်သိမ့်ပြီးတဲ့ခံစားချက်တွေကကြာရင်ဆွဲတာပေါ့နော်ဒီတစ်ဖြန့်နီလန်းတွေကိုအာကိုလေးလေးစီဆွဲတယ်လို့ဆွဲလာလေလေတခါတလေကိစ္စမရှိပေမဲ့တကယ်ယောဂအောင်မရှင်းမနဲ့ယာယီဆေးတွေပဲသုံးနေရင်တော့ယောဂရင်လာတဲ့အခါဘယ်သူမှကယ်လာနိုင်မှာမဟုတ်ပါဘူးဒါကြောင့်မလို့ပျော်ရွှင်ခြင်းနဲ့ဆိုရင်အခက်အခဲကိုအရင်ဖြေရှင်းပါလို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆုံးထိနားဆင်ပေးကြတဲ့အတွက်